ရှေးစနောက်ဆက်လက်ထပ်တာချင်းအတူတူကစင်းနေတဲ့ရောက်ခမကြောင့်မေပကြီးနဲ့ရှင်မျက်နှာငင်နေရတဲ့ဆိုပြေတစင်းလက်ထပ်လိုက်တာချင်းတူပေမယ့်အချိန်နေချင်းမတူတာကဆိုပြေတစင်းနဲ့မေပကြီးပါအခုဆိုဆိုပြေတစင်းဟာဟန်နီမွန်းလည်းမထွက်နိုင်တယ်လို့ငွေရှာနေရပြီးမယ်မေပကြီးကတော့မီဒီယာအင်တာဗျူးတွေမှာနိုင်ငံသားမော်တိုင်အပန်းဖြေပြားရီဆန်ခီစင်ကိုခြားပြလာတာဖြစ်ပါတယ်တကယ်ဆိုလက်ထပ်ပြီးရင်ပြားရီဆန်ခီသွားတာက ပုံမှန်ပါပဲ အခုလဲမေပကြီးကခင်မွန်းတဲ့ကိုမျိုးကိုနဲ့အတူကဘာကျော်ပန်းဖြေကမ်းခြေဖြစ်တဲ့မော်တိုင်းမှာအပန်းဖြေနေကြောင်ပြိတ္တတွေကိုချပြလာတာဖြစ်ပါတယ်။ဒီလိုမော်တိုင်းကိုသွားဖို့အတွက်ဆိုတိမ်မောင်းထောင်ချီကုန်ကြခံရတာပါ။ဘာဖြစ်ဖြစ်မေးပကြီးကတော့ကိုပိုင်ပတ်စံကိုရှာနိုင်တယ်လို့ထက်မြက်တဲ့မြို့သမီးဖြစ်ကရောက်ကမလောင်းရိတ်မမိတာကြောင့်ကိုမင်္ဂလာပွဲကိုစိတ်တိုင်းကြစီမံနိုင်တာဖြစ်ပါတယ်။မေးပကြီးကလာမယ့်ဇန်နဝါရီလမှာမင်္ဂလာဧကံပွဲကျင်းပဖို့လဲရှိနေတာပါ။ ဒါပေမဲ့စိုးပြေတစင်မှာတော့နိုင်ငံကျော်မင်းသမီးဖြစ်တာတောင်လွတ်လပ်ခွင့်မရှိဘဲနိုင်ငံသားမပြောနဲ့နီနီနာနာပကန်းချောင်းသာရီတောင်ဟန်နီမွန်မထွက်ရတာပါတကယ်ဆိုတသက်မှာတခါဆောင်ရတဲ့မင်္ဂလာပွဲကိုဟန်နီမွန်မထွက်ရတာကသနာစရာပါဒီကြားထဲမှာရောက်ကမတွေကအိမ်လက်ဖွဲ့တယ်ဆိုပြီးအိမ်တောင်ပရိဘောကတွေမပါလာလို့စုပြည့်တစင်မှာငွေကုန်ခံကဝယ်နေရတယ်လို့လူတွေကသနာနေကြတာဖြစ်ပါတယ်